တချို့ကလင်ရောမရရောဖောက်ပြန်ကြတာတဲ့တော်တော်ယွန်စရာကောင်းတယ်တဲ့သူတို့ရဲ့သားသမီးတွေရဲ့အနာဂတ်အတွက်မတွေးရဘူးဆိုတဲ့ comment လေးဖြစ်ပါတယ်တကယ်တော့ဒီ comment ကလည်းတကယ်အရန်ကိုမှမှန်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအိမ်တော်ရှိနေတဲ့အိမ်တော်တွေနှစ်ဦးနှစ်ဖက်စလုံးဟာကိုကတကယ်ကိုအာမချစ်မနစ်တတ်တော့ဘူးဒီအိမ်တော်နဲ့မပေါင်းချင်တော့ဘူးဆိုတရားဝင်လမ်းခွဲပြီးတော့မှနောက်ထပ်ကျွန်တော်အိမ်တော်တစ်ခုကိုထပ်ပြီးထီထောင်မယ်ဆိုရင်တော့အရန်ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒီ comment နဲ့အတူနောက်ထပ် comment တစ်ခုကိုကျွန်တော်အရန်သဘောကျတာကတော့ဒီမှာ ကို့ပေါ်ဖောက်ပြန်ခဲရင်တောင်မှတဲ့ကို့ဘက်ကမဖောက်ပြန်ဘူးတဲ့သားလေးမျက်နှာငယ်မဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးပေါ့နော်နောက်အိမ်တော်မပြုတ်ဘူးလို့ဆုံးဖြတ်ထားပါတယ်ဆိုတော့ကောမက်လေးပဲဖြစ်ပါတယ်အရန်ကူမှာဂုံယူပါတယ်အညီမကြီးနော်ဒါအာဒီကောမက်ရဲ့ပိုင်ရှင်ပေါ့ကျွန်တော်ရဲ့အမေနဲ့တူတယ်လို့ပြောလို့ရတယ်ကျွန်တော်ဆိုတာအခုအသက်နာဆယ်နဲ့၈နှစ်ထဲကိုဝင်လာပြီခင်ဗျကျွန်တော်အမေဆိုတော့59အသက်60ထဲကိုအမေဝင်လာပြီပေါ့နော်ကျွန်တော်အမေဆိုရင်ဒါကိုဝင်လေးလောက်တည်းကကျွန်တော်ရဲ့အဖေကပြစ်သွားတယ်သူနောက်အိမ်အောင်ပြူသွားတယ်ကျွန်တော်ဆိုအခုထိ အဖေဆိုတာဖြူလားမဲလားပူလားမြည်လားအမေကလည်းအရင်ခက်ကအခုလိုမျိုး social ခက်လည်းမဟုတ်ဓာတ်ပုံတွေလည်းမသိမ်းထားတော့မတွေ့ဘူးအဲ့တော့ပြောချင်တာကအမေဆိုရင်ဒါအခုချိန်ထိကျွန်တော်အသက်28နှစ်အထိကိုအမေဒီဂုံတိတ်ခါရှိရှိနဲ့ငွေဒါဆင်းရဲခဲ့ပေမဲ့ကျွန်တော်တို့တကယ်ဂုံတိတ်ခါတရားသစ္စာတရားအမေဒီယနေ့ချိန်ထိကိုစံပြမိခင်ကောင်းတယောက်နေနဲ့အမေရက်တည်ပေးနိုင်ခဲ့တာပေါ့နော်ဒါအမေကိုလည်းအရန်တဲ့မှဂျေဆုတင်တဲ့အမေကိုလည်းတကယ်ဟိုမှ အာလေးစားလဲလေးစားတယ်ပေါ့နော်အခုဒီ comment ပိုင်ရှင်လဲဒါကျွန်တော်တကယ်ကိုအကုန်ယူပါတယ်တကယ်လို့ဒါနောက်အိမ်တော်ပြုတ်ခဲ့မယ်ဆိုရင်လဲဒါဘာမှတော့မဖြစ်ဘူးကိုယ့်ဘက်ခြံဖောက်ပြန်တာတော့မဟုတ်ဘူးပေါ့နော်ဖောက်ပြန်တာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အာ तू ကကိုယ့်ကိုထားသွားလို့ तू ကိုယ့်ကိုခွဲသွားလို့ကိုက ကြံနေလို့နောက်ထပ်ကိုဘွားအတွက်အကူပေါ်လောင်သက်ပေါ့နော်အိမ်အောင်ထပ်ပြုတယ်ဆိုဒါဖောက်ပြန်တာတော့မဟုတ်ဘူးဒါကလည်းဂုံတိတ်ခါရှိရှိပဲဒါပေမဲ့လည်းလုံလုံကြီးလုံးဝအိမ်အောင်ထပ်မပြုတော့ဘဲနဲ့ကိုရဲ့သားသမီးတွေရဲ့မျက်နှာသားသမီးတွေမျက်နှာငယ်မှာဆိုးလို့ဆိုတဲ့စိတ်ကလေးနဲ့နေတာကလည်းတကယ်ဂုံယူစရာကောင်းပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့လူငယ်လူကြီးလူလတ်အကုန်လုံးနေနဲ့ကျွန်တော်တို့ဒီနေ့ဘာကြောင့်အခုလိုမျိုးတွေအများတန်းပြောပြရလဲဆိုရင်တော့နောက်ထပ်ကျွန်တော်တို့မှာလူတွေလို့ဖြစ်လာတဲ့လူတွေအများကြီးပဲတန်းပေါင်းများစွာနေစဉ်နဲ့များလူတွေဟာမွေးဖွားနေကြတဲ့အခါမှာဒီကျွန်တော်တို့ရဲ့ဘဝ wa wow, ma lu mu yi ပြက်တနာတွေနည်းတဲ့နည်းလာစေချင်ပါတယ်အခုခေတ်လူငယ်အများစုကဆိုရင်ကျွန်တော်စားဖီးဘုဟုသုတကိုဖတ်တာအားနေပြီးတော့ social ပေါ်မှာအချိန်ကုန်တာများတဲ့အခါမှာ social ဆိုတာကလည်းအလုံးသိရတိုင်းပဲမတုံးတက်ရင်ဘေးဖြစ်တယ်တုံးတက်ရင်တော့ဆေးဖြစ်တယ်ဆိုတဲ့အတိုင်းပဲအဲ့တော့ပြက်စီဖို့အတွက်ပို့ပြီးတော့လွယ်တယ်ပေါ့ဗျာအရင်တော့ထက်စားရင်တော့ဒါကြောင့်မို့အဲ့လို social ပေါ်မှာကျွန်တော်တို့ဟာစားဖီးဘုတိုက်လေးလာမယ်ကောင်းတဲ့အကြည့်တွေအာလုံးမယ်ပြီးတော့အခုလိုမျိုးပေါ့ကျွန်တော်တို့ဒီဘဝရဲ့ဒီလူကောင်းတစ်ယောက်ရဲ့အကြည့်စာရိတ်တာကောင်းတဲ့အလုပ်တွေကိုလုပ်မယ်ကျွန်တော်တို့တခြားလူတွေရဲ့ဒီအမားတွေ ေကိုကျွန်တော်မြင်ပြီးတော့ကိုယ်လည်းမဖြစ်အောင်ပေါ့နော်ကျွန်တော်ဆိုတာအရန်ကြောက်တယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီငငယ်လေးတွေကအမေကိုကြည့်ပြီးတော့ကိုချင်းစားတယ်ကျွန်တော်တို့ဒီဘဝမှာလူတစ်ယောက်နေနဲ့ကျွန်တော်ဟာနာမည်တစ်လုံးနဲ့သွားတဲ့အခါမှာ ကိုယ့်ရဲ့အခြေစာရတာကောင်းမှုအတွက်ဆိုရင်တော့ဒီဖောက်ပြန်မှုကဘဝမှာအမဲဆက်ကြီးဖြစ်နိုင်တယ်ခင်ဗျာဒါကြောင့်မို့လူငယ်တွေအကောလုံးနေနဲ့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ဘဝမှာကိုကိုကိုကျွန်တော်တို့ဒီလူကောင်းတယောက်နေနဲ့ရက်တည်ဖို့အတွက်ဘလောက်ပဲကျွန်တော်တို့စိတ်ထဲမှာဖောက်ပြန်ခြင်းနဲ့စိတ်ရှိနေကြပါစေအဲ့ဒါဟာလူတိုင်းမှာဖြစ်လေဖြစ်တာရှိတဲ့စိတ်ဒါပေမဲ့လည်းကြိုက်တာတွေ့ရင်လူတိုင်းဟာလှတာတွေ့ရင်လူတိုင်းဟာကြည်ချင်ကြတယ်ချောတာတွေ့ရင်လူတိုင်းဟာကြည်ချင်ကြတယ်ဒါပေမဲ့အဲ့ဒါဟာချောတာလှတာပဲကိုယ့်ရင်ထဲမှာတကယ် ချစ်တာမဟုတ်ဘူးမေတ္တာထားတာမဟုတ်ဘူးဆိုတာကိုပြန်ပြီးတော့အားလုံးဒီကိုယ့်ရဲ့ဒီဆန်သားကိုတိတ်ခါနဲ့ထိမ့်သိမ့်နေဆိုတဲ့အရာကိုလူတိုင်းကလုံနိုင်တဲ့သူတွေရောဒါကျွန်တော်တို့အားလုံးနေနဲ့လူကောင်းတွေဖြစ်လာပါတယ်အကြီးစားတာကောင်းတဲ့သူတွေဖြစ်ပါတယ်တကယ်လို့မှအဲ့ဒီအပေါ်မှာကျွန်တော်တို့ကဟာပတ်သက်ခြင်းနဲ့နှွေနှောင်းခြင်းနဲ့ဆိုတဲ့အရာကိုဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အကြီးစားလေးဒါမဲတဲ့เนาะကျွန်တော်လူစိမ့်မရှိတဲ့ကိုချင်းစားတာမရှိတဲ့သူပဲကိုရောက်သွားပါလိမ့်မယ်ဒါမှမဟုတ်အားလုံးပဲလူကောင်းတွေဖြစ်ကြပါစေဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းနေတဲ့အားလုံးပဲဆုံတွေ့ကြပါစေလို့ဆုတောင်းပေးပါရခင်ဗျာ